အားလုံးမင်္ဂလာပါဒီတစ်ခါတက်ဆက်ပေးချင်တဲ့သတင်းကောင်းလေးကတော့ HCC တရားရုံးကနေပြီးတော့မအားလာချီကိုနိုင်ငံတကာရထားဖွဲ့တွေကို red alert အနေဖြင့် passive အတွက်တရားဝင်ပြပို့ထားတဲ့အကြောင်းအရာလေးကိုပြည်သူတွေအားလုံးသိရှိစေရန်အတွက်ဖော်ပြပေးလိုက်ရပါတယ်အကြံဖတ်မင်းအောင်လည်းပေါ့အပြည့်ဆယ်ရာရာဇဝတ်ရော HCC ကနေပြီးတော့ permanent ထုတ်ရေးလုပ်ငန်းစဉ်များဆက်လက်ဆောင်ရွက်နေပြီးတော့မင်းအောင်လည်းအတွက် HCC permanent ထွက်ရှိလာမည်ဖြစ်ကြောင်း BD အခြေစပ်မြန်မာ broker အသင်းဥက္ကဋ္ဌဦးထွန်းခင်က ရန်ကုန်တင်းဌာနကနေပြီးတော့တိစုံမြေခေတ်မှာထုတ်လုပ်ဖို့ပြောကြခဲ့ဆိုပြီးတော့သိရှိရပါတယ်။ဒါက2024ခုနှစ်နိုဝင်ဘာ28ရက်နေ့ရဟရခိုင်ပြည်နယ်ရိုဂျာလီမိုတက်ဖက်မြို့ပေါ်ပြည်ထရှာတဲ့ပြည်မြန်မာစစ်ကောင်စားမင်းအောင်လိုင်ကိုဖွားရထုတ်ပေးရတဲ့နိုင်ငံတကာတရားရုံးတွေ ICC ရှိရှိနေအမ်ကန်စ်ကီစီကအစစ်တရားရုံးတွေရှောက်ထားခဲ့ပြီးဖော်ရတဲ့ရှိရလောဆောင်နေတဲ့ကာလမှာ90%ကျော်မြင့်နေပြီဖြစ်ကြောင်းသိရှိရပါတယ်။ လာတော့နိုင်ငံကြာနေရပေါ့နော်ဒါပေမဲ့သူတို့ process ကနည်းနည်းတော့ကြာရဲ့ acquisition နဲ့ရုံးချုပ်ကနေပြီးတော့ permanent ထုတ်ကိုဟာကိုလုထပ်ပြီဆိုတော့တချင်ကအချင်းကအရင်ကတိတ်မကြောက်လာတော့ဘူး permanent ထုတ်ပါလိမ့်မယ် fulfillment မှာဒုထာတီးကို ICC fancy ရာကိုတွေ့ရတယ် ICC ကမရောက်လဲပေါ့ permanent ထုတ်လာရည်လေတော်လေးကိုတရားမှုရှိနေတယ်ဆိုပြီးတော့လည်းသိရှိရပါတယ်ဒါကတော့2016နဲ့2019မှာပေါ့နော်မြန်မာနိုင်ငံရဲ့ခိုင်ပြည်နဲ့အတွင်းအကြမ်းဖက်မှုတပ်ဖြတ်မှု နေရာနဲ့မြန်မာနိုင်ငံမှာဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရိုဟင်ဂျာများထွက်ခွာလာမှုနဲ့နောက်ဆက်တဲ့ရာဇဝတ်မှုများကို ICC တရားရုံးက2019ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာစတင်ပြီးဆုံးဆန်းစစ်ဆေးခဲ့ကြောင်းစီစဉ်ပြည့်ပြည့်လွတ်လပ်ပြီးတမန်တမန်တမန်ချရတဲ့ဆုံးဆန်းစစ်မှုအပြီးစစ်တပ်ကကာကွယ်ရေးဦးစီးချုပ်မင်းအောင်လည်းဒီလူအလူသားမျက်နှာပေါ်ချီးလွန်တဲ့ရာဇဝတ်မှုများအတွေ့ရာဇဝတ်မှုကျူးလွန်ထားပြီး ICC တရားရုံးကဆုတ်ပြေခဲ့ကောက်ချက်ချကြောင်းစစ်တပ်ကရိုဟင်ဂျာများကိုညှိနှိုင်းဆဲမှုများနဲ့နေထိုင်မှုများကိုမြန်မာနိုင်ငံရဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ချီးလွန်ခဲ့ကြောင်း ICC က အထူးပြင်အာဂျင်တီးနားနိုင်ငံရှိတရားရုံးကလူသားမျိုးနွယ်အပေါ်ကျူးလွန်သောဆက်ရသမှုတွေဖမ်းဆီးထုတ်မှုကတည်တဲ့နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုနေရတဲ့စစ် Red Alarm ပေါ်တော့အနီရောအဆင့်တက်မှတ်ပြီးတော့ဖမ်းဆီးထုတ်ရင်းမှာလည်းတပ်ဆန်တရားရုံးနဲ့အင်တာပိုတွေအကြောလုပ်ငန်းစဉ်မှာဆက်ဆောင်နေကြတယ်သိရှိရပါတယ်။ဒီတကယ်ပါလုံးမှာရှိရရိုဟီတာလူမျိုးလို့တပ်ဖြတ်မှုအပေါ်ပေါ်တော့အထောက်အထားတွေပတ်သက်တဲ့ဟာတွေ2012နောက်ပိုင်းဂျာမန်စစ်ကောင်စားကလူသားမျိုးနွယ်ပေါ်မှာရာဇဝမှုကျူးလွန်တာရဲ့မဟုတ်တမ်းတရားဖမ်းဆီးထားပြီးတော့ရော်ရီကိုမရှိတာတွေဖမ်းဆီးအကြမ်းတက်ဖြတ်တာတွေရာဇဝမှုတွေက မနေ့ကအချမ်းဖက်စစ်တပ်ကောင်းတော့မင်းအောင်လှရဲ့နိုင်ငံတကာမှာရှိနေတဲ့ပုံစံတွေကဆုတ်တက်ဆူလာတယ်။တချို့နိုင်ငံတွေကတော့သူ့ကို head of state ဆိုပေမဲ့အချမ်းဖက်မင်းအောင်လှရဲ့ပတ်သက်လို့ဆူလာနိုင်တာကတော့သူနဲ့ပတ်သက်ပြီးနိုင်ငံတကာက sanction တွေအများကြီးချတာပြီးတော့ဖြစ်တဲ့အတွက် America အစိုးရကလည်း royal charge တွေအတွက် genocide လုပ်တယ်လို့ကြေညာထားပါတယ်။ SC တရားရုံးရော Argentina တရားရုံးကပါအဖေါ်ရထတာဖြစ်တဲ့အတွက်မင်းအောင်လိုင်ကိုရိုဂျာရိုဂျာလည်းကိုလည်းအမေရိကန်ဆိုးရွားကလည်းရိုဂျာတွေပေါ်ဂျန်ဆယ်လုပ်တယ်လို့ကျွန်တော်ထားပြတာဖြစ်ပါတယ်။ ICD ရောက် ာဂျင်တီးနားတရားရုံးကမင်းအောင်လှန်ကိုပေါ့နော်ဖရမ်ရန်အတွက်ပေါ့နော်အများကြီးတရားမှုရှိပါတယ်လို့လည်းဆက်လက်သိရှိရပါတယ်ဒါဆိုရင်တော့အပြည့်အစုံရရစမှုတရားရုံးဖြစ်တဲ့ ICC တရားရုံးကနေပြီးနိုင်ငံတကာကိုရတဖွဲ့တွေကိုအင်တာဗျူးအနေနဲ့ပေါ့နော်မင်းအောင်လှန်ကိုဖမ်းဆီးဖို့အတွက်ပေါ့နော် red alert ပေါ့နော်ထုတ်လုပ်တော့မယ်မကြောက်ထုတ်လုပ်တော့မယ်ဆိုပြီးတော့ပဲတတ်သိရှိရပါတယ်ဒါဆိုရင်တော့ မာလာကြီးอ่ะဗောနော်မကြခင်မှာသူ့ရဲ့ဗောနော်ပြည်သူပြည်သားတွေအပေါ်မှာမတရားညှဉ်းဆဲနေပဲမှုကြောင့်သူမကြခင်ဗောနော်အဲသူပေါ့သွားတဲ့နေရာကိုမကြခင်ရောက်ရှိရမဆိုတော့ကိုအားလုံးပြည်သူတွေကိုတင်းကောင်းလေးအနေနဲ့တက်ဆက်ပြီးပြီးတော့ဒီဗီဒီယိုလေးကိုဒီမှာပဲညှိကုတ်ချလို့ပြရစီအားလုံးကိုကျေးဇူးများတင်ရှိပါတယ်